အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတခါဖတ်ပြတင်ဆက်ပေးမယ့်ဝိထုတို့လေးကတော့ဆရာကြီးမောင်တစ်စင်ရေးသားထားတဲ့ချိန်စာဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ချိန်စာအင်းရှိတကားသည်အဟောင်းပြင်းပြင်းနှင့်ရုတ်တရက်ပွင့်လာ၏။အပြင်ဘက်တွင် လေးထန်လျက်ရှိသည်။ အိတ်ခံအတွင်းသို့ဖေဖေဝင်လာပုံမှာလေကတကားကိုစောင့်ဖွင့်ပေးလိုက်ပြီးတော့ဖေဖေကိုပါတခါတည်းတွန်းသွင်းလိုက်တကယ်တို့ဖြစ်သွားခဲ့သည် ဖေဖေသည်တကားကိုပြန်စီလိုက်ပြီးတော့ဧကန်ထဲသို့တစ်ချက်ဝင်း၍ကြီးလိုက်သည်ဖေဖေမျက်လုံးများကအနှဲငယ်မှေးစင်းနေကမျက်နာမှာနီအောင်လွင်နေသည်အနှဲငယ်ရိမ့်ရိုင်နေသောခြေလမ်းများဖြင့်ဧကန်ထဲသို့ဖေဖေဝင်လာသည်ဧကန်ထဲမှာမေမေရှိနေသည် ုံးမေးထိုးတဲ့တချောင်းနဲ့အလုတ်များနေသောမေမေသည်ဖေဖေကိုတစ်ချက်မျှသာမော်၍ကြည့်သည်တုံးမေးထိုးနေသည့်မေမေလက်အစုံကဖေဖေဝေလာသည်နှင့်မတိမတာနှီးကွေးလေးလံသွားဟန်ရှိသည်ဖေဖေကလက်ဆွဲတက်တာကိုဗီဒိုတစ်ခုတွင်းသို့ဖြစ်သွင်းလိုက်ပြီးတော့ဗီဒိုတကားကိုအတံမီအောင်ပိတ်လိုက်သည် လေးဘူးတစ်ချက်အမှုတ်ထုတ်ကအပေါ်အင်းကြီးကို ချွတ်သည်မိမိကိုမတိမတာစောင်းခဲ၍ကြည်သည်မိမိသည်သုံးမွေးကိုသာငုံ၍တဲတဲမဲမဲထိုးလျက်ရှိသည် အင်ဂျီကိုချိန်ချင်းချိန်ပြီးတော့မိမိရှိရာသို့ဖိဖိလျှောက်လာခဲ့သည်မိမိဘေးရှိကလထိုင်ပေါ်သို့ခြေပြက်လက်ပြက်ပြစ်ထင်ပြစ်ထိုင်လိုက်သည်မိမိကနှာခေါင်းမသိမသာရှုံသွားသည်ဘယ်သူတွေနဲ့တွေ့လာပြန်ပြီလဲဟဲ့အင်းဘယ်သူနဲ့မှမတွေ့ပါဘူးကိုတို့အဖွဲ့ရဲ့အကျိုးအောင်ပွဲတဲ့ဒေါက်တာညွန့်လေးကတကားခန့်နာကိုတို့လုပ်ငန်းအခြေအနေကောင်းနေစိတ်ရည်နေတဲ့ငှက်ဖြားပိုးရဲ့ life cycle တဲ့ကအစ်စ်တစ်စင်မှာကိုခန့်အား သုံးမွေးချီလုံးကိုဇပွဲပေါ်သို့ပြစ်ထည့်လိုက်သဖြင့်ဖေဖေစကားရက်သွား၏ထမင်းစားအောင်ပါလားဟဲ့မစားတော့မိမိကချီလုံးကိုပြန်ကောက်ပြီးတော့ဆက်ထိုးနေသည်ဖေဖေသည်နှိမ်မြင့်လှုပ်ရှားနေသောမိမိလက်ချောင်းများတုတ်လိန်နေသောချီမြင်စားများတစ်ချက်တစ်ချက် ဝင်းလက်သွားသောသုံးမွေးထိုးတံတို့ကိုအတိတ်ပဲမရှိငေးဆိုင်ကြည့်နေ၏ထို့နောက် မျက်နာကိုလက်ဝါးဖြင့်တစ်ချက်တစ်ချက်ပုတ်တက်သည်အပေါ်သို့မော့၍မိချောင်းကိုကြည့်သည်အေဂန်နေရှိစာအုပ်ဗီဒီယိုများကိုကြည့်သည်ဇပွဲကင်းကို ကြည့်သည်ထို့နောက်မိမိကို ကြည့်ပြန်သည် ခလေးတွေရောအငယ်မဖျားရနေတယ်အလက်ကောင်ကဆက်ကားကြီးတဲ့တားကြီးကဖေဖေကဆက်ခနဲ့ခါကိုဆန်းလိုက်သည်ဟင်တမိဖျားနေတယ်အတော်လေးဖျားလားဘာစိတ်တိုက်ထားလဲ ဒီအိမ်မှာဘာဆေးများရှိလို့လဲရှိလဲကျောက်ကဆရာဝန်မမဟုတ်တာပါရာစီတမော့တပြားတော့တိုက်ထားတယ်ဖေဖေဒီထာယာမထကဘီရိုစီတို့ ပြေးသွားသည်ဘီရိုကိုဖွင့်၍အတန်ကြာရှာဖွေနေ၏ရှင်ဘာရှာနေရလဲနကြက်ဟိုတလုံးကတော့အောက်ဆုံးအန်ဆွဲထဲမှာမြင်တာပဲအောက်ဆုံးအန်ဆွဲကိုဖေဖေဖွင့်သည်နကြက်ကိုတွေ့၏တပီးအိတ်နေသလားအင်းနကြက်ကိုပစိုးနေပို့ရင်ဧကန်နဲ့တို့ဖေဖေဝင်သွားသည် မိမိကထာယာမမထာအထိုးမသွားဟန်တူသည့်ခြေစားကို ပြန်လဲဖြေချနေသည်ခဏကြာသောဖေဖေပြန်ထွက်လာ၏နှကြက်ကိုစပွဲပေါ်သို့ပြစ်တင်လိုက်ပြီးတော့ကလထိုင်တွင်ဝင်ထိုင်သည်ချွေးထွက်တယ်တိတ်လဲမပူတော့ဘူးချွဲတယ်လည်းမကြားရဘူးအပရိကအဖျားလောက်ပဲနေမှာပါတမိတရင်တို့ရင်တပြားထက်တိုက်လိုက်မယ်မနက်မှဖျားသေးရင်ခေမောင်တန်းစီပြတာပေါ့ မိမိမျက်နှာ၌ပြုံးမဲ့တစ်ခုပေါ်လာကဟင်းကနေတစ်ချက်ရေလိုက်သည်။အော်ဖေးဆရာဝန်တယောက်လုံးဖြစ်နေပြီးတော့ကျမကလေးတွေလည်းကန်ဆိုးရှာပါတယ်။ဘာဖြစ်ဖြစ်ဒေါက်တာခင်မောင်တန်းနဲ့ပဲ။ဖေးဖေးမျက်နှာပေါ်ကအနီရောင်သည်။လွေရာမရုတ်ချီရင့်သွား၏။မိမိကိုဆက်ခနဲလှမ်းကြည့်သည်။ဟေးငါကဆဲကုတဲ့ဆရာဝန်မဟုတ်ဘူး။ရှင်ကဒါကိုပဲဂုံယူနေတယ်ပေါ့။ ဖေဖေနဲ့မေမေဒီတယောက်ကိုတယောက်ဆူဆူရဲရဲစိုက်ကြည့်နေသည်ခဏကြာတော့ဖေဖေကတက်ပြင်းချလိုက်သည်တို့ဆေးလောကမှာအဆိုရှိရဲ့ဆေးကုသောဆရာဝန်ဒီလကောင်းဤပညာပေးသောဆရာဝန်ဒီကောင်းဤတုတ်တေတနာလုတ်သောဆရာဝန်ဒီကအကောင်းဆုံးဖြစ်၏တဲ့မင်းနားလေဖို့ကောင်းတယ်တဆိတ်ရှိဒါကိုပဲခလုတ်တိုက်နေတယ်အော်ဟုတ်လားတိခတ်ပါရှင်ဆရာဝန်အမျိုးမျိုးရှိမှန်းအစကကျွန်တော်မျိုးမှမတိခဲ့လို့ပါရှင် ရှင်နဲ့မရခင်ကလေးကတိခဲ့ရင်လေကျမဘဝတော်မင်းတော်တော့ကွာဒါရီအကြောင်းထလာပြီကိုတောင်းမှန်ပါတယ်တော်ကြဆုဖေဖေဒီလက်နှစ်ဖက်ကိုအသာကားကစိတ်ပြက်လက်ပြက်ဟန်ဖြင့်ခေါင်းရဲလျက်ရှိသည်မတော်နိုင်သေးဘူးဒီညရှင်ကိုပြောစရာတွေအများကြီးရှိရဲ့မမြင့်မြက်လုံးများအတွင်းသို့သုံးမွေးထိုးထန်ဤတောက်ပြောင်မှုမျိုးကိုမြင်တွေ့နေရသည်ဖေဖေကခေါင်းရဲနေစေ ဒီမဲ့ရှင့်ကိုပြောစရာနှစ်ချက်ရှိတယ်။အေးပြောပြောတကယ်လို့နံပါတ်၃ချက်ရှိနေလဲဆက်ပြောပြောရမှာပဲ။ကဲနံပါတ်၁တစ်ချက်ရှင့်မှာငွေ၆သိန်းရှာနိုင်သလား။ဘာ၆သိန်းဖေဖေဒီမျက်ခုံးနှစ်ဖက်ပင်လျက်မိမိကို အလန့်တကြားကြည့်၆သိန်းဘာလို့ဖို့လဲ။ဘာလို့ရမှာလဲ။တိုက်ခန်းဝယ်ဖို့ပေါ့။ဘာတိုက်ခန်းလဲ။ အခုဒီအိမ်ခန်းကနေလေကအိမ်ရှင်အဖွားကြီးကလာသွားတယ်။အခုဒီနေရာကို contract နဲ့တိုက်ဆောက်တော့မယ်တဲ့။ယင်ညီထက်လို့ချင်းရင်တခန်း6သိန်း၊ယူနိုင်ယူမယူနိုင်ရင်တော့ယူမဲ့သူတွေတန်းစီနေတယ်တဲ့။အဲအပေါ်ဆုံးတဲ့ဆိုရင်တော့နည်းနည်းဈေးလျှော့မယ်တဲ့။ဘယ်လောက်လဲသိလား။ဖေဖေဒီမမေကိုကြောင်ကြည့်နေရမှမျက်နာလွဲလိုက်၏မသိကျင်ဘူးမမေဒီခြေလုံးကိုဇပွဲပေါ်သို့ပြပောင်းလိုက်သည် မတိချင်လို့ရမလားဒါအိမ်တော်ဦးစီးတယောက်ပြောရမယ်စကားလားရှင်ရှင်တော်တော်တာဝင်မဲ့တယ်မမေအတန်ကတုံလာဤဖေဖေကလက်ဝါးကာပြန်သည်ကဲကဲတိချင်တယ်ဘလောက်တယ်လဲပြောနှစ်သိန်းဖေဖေဒီအောက်နှခန်းကိုမတိမတာကြိုက်လိုက်သည်ညာဘက်လက်ကိုဆုတ်ချီဖြန့်ချီလုံနေဤဘယ်လိုလဲနှစ်သိန်းလောက်ကိုရှာနိုင်မလားမရှာနိုင်ရင်အိမ်ရှင်က ါခါနှစ်တောင်းပေးမယ်တဲ့။ကျောင်းမေတော့ပဲ။ကျမတို့ကလည်းကို့အစင်တန်းကိုအကြခံပြီးတော့ဘလောက်ရမှထွက်ပေးနိုင်မယ်ဘာညာရီလုံနေချင်ဘူး။ကဲရှင်ဘလို့စိတ်ကူရတယ်လေ။တခုတော့ရှိတယ်နော်။ကျမမိဘစီကတော့လုံးဝမစင်းသားနဲ့။မေမေတို့မှကျမတို့ကိုလှန့်လန့်ပြီးတော့ပို့နေရတာများလာပြီ။တမိမွေးပြီးကလေးကနားစင်လှန့်လန့်ထောက်နေရတာဒီကြတဲ့အကြောင်းကိစ္စပေါ်လာတိုင်းတွားပြီးအပူကက်ရသေးတယ်။မမေဆိုရင်ရှစ်တမျိုးတိတ်တိတ်တမျိုးသူ့သမီးကိုပေးနေရတာ။ တနေ့ကမုံရခဏပြန်တော့ကဆိုရင်မိမိကညီတို့မှလည်းဒီတိုင်းသာဆိုရင်ခက်ရချီရဲ့တဲ့ပြီးတော့ပွဲုံကလည်းလုပ်ငန်းကြီးတော့အရင်များနေတယ်ဒီတခါတော့မိမိတို့ကိုဒုက္ခမပေးချင်တော့ဘူးညီမတွေရဲ့မျက်စောင်းတန်လည်းမခံနိုင်တော့ဘူးရှင်မရှက်ပေနဲ့ကျမရှက်တယ်အဲ့ဒါရှင်စေးသားနော်မိမိပြောနေသည့်တစ်ချိန်လုံးတွင် ဖေဖေဒီကလထိုင်ကြီးကို ကြောမီလျက်လက်နှစ်ဖက်ကိုဥကောင်းနောက်တွင် ရှက်ကရှေ့တတဲမှနယံကိုဆူဆူဆိုက်ဆိုက်ကြည်နေသည်နယံမော်ရီမှန်ပေါင်းသွင်း၍ချိတ်ဆွဲထားသော စာရွက်တစ်ရက်ရှိသည် ထိုစာရွက်မှာကပ္ပကျမ်းမာရေးဖွဲ့ကြီးမှပေးပို့သောစာဖြစ်သည်ဈေးပညာဌာနတွင်ပါရှိသောဖိဖိတုတေသနအတွေ့ရှိချက်စာတမ်းကိုအကြောင်းပြု၍ပေးပို့သည့်ကျေးဇူးတင်ချီးကျူးကြောင်းတဝင်လွာပဲဖြစ်လေသည် မြေတောင်မခန့်ငေးဆိုင်ကြည့်လျက်ရှိတော့ဖေဖေကတော့ဘာကုံမအမြင်ဟန်မတူ မမေဒီဖေဖေကိုထွင်းဖောက်ပြီးကြည့်လိုက်ဤဘယ်လိုလဲဒေါက်တာဖြစ်နိုင်ရဲ့လားဖေဖေဒီမမေကိုကြည့်လဲမကြည့်ဖြေလဲမဖြေပုံတေသောမျက်နှာသည်ဇဝဲကင်းပေါ်၌သာဆွဲမြဲနေပြန်သည်မျက်လုံးတောင်ကြက်သားများကလည်းအနှဲငယ်လှုပ်ခုံနေကြသည်မမေကပြုံးလိုက်ဤအောင်းနိုင်သူအပြုံးမျိုးဖြင့်မမေပြုံးဤ ရှင့်မိုက်ခရိုစကုပ်လောက်ကအောက်ကငှက်ဖျားပိုးလေးတွေစီကငွေနှစ်သိန်းလောက်ခဏချေးလို့ရောမရနိုင်ဘူးလားရှင့်ထိုနေရာမှာဖေဖေကုန်းကနေထားလိုက်သည်မိမိကိုကြည့်တော့အကြည့်နိုင်မိနီဗေက ဝင်းလက်သည်နှကန်းတော့များတိတိတသာတုံလှုပ်နေ၏မင်းမင်းတရားလွန်လာပြီနော်အခုလောက်ထိဆော်ကားလာဖို့တော့မကောင်းဘူးမင်းလည်းပညာတတ်တယောက်ပဲသူ့ဒေသနာသမားတယောက်ရဲ့ဘဝကိုနားလည်ဖို့တော့ကောင်းနေတယ် ။ငါမှပတ်ဆက်မြများရှာတတ်တဲ့အရေးချင်းမရှိဘူးဆိုတာငါဝန်ခံတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်မဝင်စားလို့ပတ်ဆက်ထက်စိတ်ဝင်စားစရာကောင်းတဲ့အလုပ်မျိုးကိုပဲလုပ်နေရလို့ပတ်ဆက်တစ်ခုတည်းအတွက်နဲ့ငါအချိန်မပေးနိုင်ဘူး။အဲ့ဒါငါအနေချက်ဆိုရင်ဆိုလူတယောက်ရဲ့အနေချက်ကိုတော့ဘာဖြစ်လို့စော်ကားချင်နေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအားနဲ့ချက်ကြီးတော့ကျမတို့မိသားစုဘွားကဒုက္ခရောက်နေလို့ပေါ့ ို့ထက်အချိန်နေဆိုးတဲ့သူတွေမှာဒပုံကြီးပါကွာ။အိုးလူဆိုတာဟာကို့ဒုက္ခနဲ့ကိုရှင့်။ဒီမဲ့ကျမတို့ဒုက္ခဟာဖြစ်တဲ့တလောက်ဖြစ်တဲ့ဒုက္ခမျိုးမဟုတ်ဘူး။တမင်တသက်ကိုဒုက္ခခံနေရတဲ့ဘွာ။ချိန်စာသိနေတဲ့ဒုက္ခသိရဲ့လား။ဖေဖေအသက်ရှူမြန်နေသည်။နဖူးပြင်းနဲ့နှာခေါင်းဖျား၌ချွေးသီးများစုလျက်ခဏကြာတော့ ကလထိုင်ပေါ်သို့ဝုံငနေပြန်ထိုင်လိုက်သည်ထို့နောက်အန်တချက်ကျိတ်လိုက်သည် ဒီလောက်လေပူစရာမရှိပါဘူးမြို့တင်မှာနေရတာပဲထိုစကားကိုဖေဖေကမနေ့အာယူရေးပြောလိုက်ဤရှင်မဲအဆကမယူချင်ဘူးဆိုချိတ်ဝင်စားဘူးဆို အခုယူမယ်လေပြန်လျှောက်လိုက်မယ်ဘဲအငွေနဲ့အိမ်ဆောက်ပါလေဖေဖေခိတာများတွေးဝေနေဤပြီးမှအသက်တစ်ချက်ရှိုက်ခါဝင်းနှင်းချင်းငွေရှိတာပဲချိတ်လိုက်ရုံပေါ့မိမိကခေါင်းရမ်းသည်ရှင့်အစီအစဉ်ကိုကျမစိတ်ဝင်စားဘူးကျမအစီအစဉ်ကိုပြောမယ် ကျမအစီအစဉ်ကနေရာပြောင်းဖို့နေမဟုတ်ဘူးဘဝပါပြောင်းရမှာဘာလဲအဲ့ဒါကကျမတို့မိသားစုကမုံရကို ပြောင်းမယ်ဘာမနေ့ကမိမိစီကစလာတယ်တမီးတို့အစီမပြေမုံရကိုပြန်ခဲ့ကြပါတဲ့မုံရမှာကျမနာမည်နဲ့အိမ်တလုံးရှိတယ်ခြံဝင်းလည်းရှိတယ်ပွဲရုံလုပ်ရင်ရတယ်လေမိမိတို့နဲ့တွေ့ပြီးတော့ပွဲရုံဖွင့်မယ်ဒါဖြင့်ငါကမုံရဆေးရုံကိုပြောင်းရအောင်ကြိုးစားဖို့မလို့ရင်လေထွက်ပြစ်လိုက်ဖို့ မုံရမှာဘာလှုပ်ရှားလှုပ်ရှားရတယ်ဟေးငါဆရာဝင်းကွာမိမိကတစ်ချက်ရည်ဘာဖြစ်တလဲရှင်ဆရာဝင်းဆိုရင်စေကန်းကလေးပါလေဟန်မပြတ်ဖွင့်ပေါ့တစ်ဖက်ကတော့စီးပွားရေးလှုပ်ရမှာပဲရှင်ကလည်းမိုက်ခရိုစကုပ်ကြည့်နေရတာနဲ့အပြင်ကိုမကြည့်ရတော့ဘူးထင်ပါရဲ့ဒီမဲ့အာလူးချော်ရောက်တဲ့ဆရာဝင်းတက်ခွဲဆက်ထောင်းတဲ့ဆရာအောင်ဆရာဝင်းအုတ်တဲကြောက်ကန်ထရိုက်ဆရာဝင်းအိမ်ကား ဆိုင်ကယ်ပွဲစားဆရာဝင်။အိုးအများကြီးပွဲကြီးပွားနေကြတာ။ရှင်လဲတခုခုလုပ်ဖို့။ဒီမယ်မိမိခင်ငှက်ဖျားသူတေသနာကိုစောက်ချပြီးတော့လှုပ်ချိန်လုံးလို့ငါဘလောက်ကြိုးစားခဲ့ရလဲဆိုတာမင်းသိ။တိတယ်လေ။တိလို့လဲအခုထွက်ခိုင်းနေတာပေါ့။ဒီမယ်မောင်ကျမနဲ့မောင်နှစ်ယောက်တည်းဆိုရင်ကျမအမောင်ကိုပါရမီဖြစ်နိုင်တယ်။ကလေးတွေရှိသေးတယ်မောင်။ကျမတို့ဘဝကိုကျမမပိုင်တော့ဘူး။ ဘာမဆိုသူတို့ဘွားလေးကိုရှေ့တန်းတင်ပြီးတော့စဉ်းစားကြရမှာပဲကဲအချက်နှစ်ချက်ကျမတင်ပြပြီးပြီမောင်အင်းနဲ့တခုခုဆုံးဖြတ်ဖို့ပဲရှိတော့တယ်လူသားအလုံးကောင်းကျိုးထက်လောလောဆယ်မိသားစုကောင်းကျိုးကိုမောင်ရွေးချယ်ပါစေလို့ကျမငယ်ကြီးခံပြီးတော့ဆုတောင်းပါတယ်မောင်မေမေဒီထိုင်ရမထကအိမ်ခန်းစီတို့လျှောက်သွားသည်အခန်းဝရောက်တွင်တော့ဖေးဖေးပဲပြန်၍လှည့်လိုက်၏ ဘာဖြစ်လို့ငရဲကြီးခံရဲတယ်လဲသိရလားကျမကမိခင်တယောက်ဖြစ်နေလို့ပေါ့ဖေဖေဒီအိတ်ခမ်းတွင်သို့ဝင်ရောက်ပြောက်ွယ်သွားတော့မိမိကိုမှုံရီစွာငဲကြည့်နေရင်ကြံခဲ့သည်ညသည်တိတ်ဆိတ်စွာရွေ့ရှားလျက်ရှိသည်စကတ်များကမူအေးတကြီးပြေးလွှားနေစေဖေဖေဒီအိတ်ခမ်းတွင်ကလထိုင်ပေါ်၌ငိုက်ဆိုင်ကငိန်တက်နေလေသည်အနီနာအိမ်တိန်စီမှညမပိုင်းစီစဉ်ပြီးဆုံးသွားသည့်တီလုံးတန်ကိုကြားရသည် အပြင်ဘက်၌လေထန်နေစေဖေဖေသည်ခေါင်းကိုဖြင်းကြီးစွာမော်လိုက်၏မျက်လုံးများကညည်ရဲနေသည်ထိုမျက်လုံးများသည်နံရံပေါ်သို့ပန်ပေါင်းသွေးဆက်ကူချက်ပေါ်သို့ရောက်သွားသည်စာရွက်ထိပ်ပိုင်းရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏တစိ့အမှတ်သားကိုဖေဖေနေရာမှပင် ထင်ရှားစွာမြင်နိုင်သည်ဖေဖေသည်နေရာမှဖြုတ်ခနဲထကပန်ပေါင်းသွေးစာရွက်ရှိတဲ့တဲ့သို့ရောက်သွား၍ရက်လိုက်သည်စာရွက်ကိုစူးစိုက်၍ကြည့်သည် ။ဆိုင်ရွက်တွေပါရှိသောစားသားများကိုတလုံးချင်းဖတ်ရှုနေသည်နဲ့ဖိဖိနှကန်းများကလည်းတရွတ်ရွတ်လှုပ်နေသည်။မကြခင်အတန်တဖြည်းဖြည်းကျေလောက်လာ၏။ကဲဘယ်နဲ့ရှိသာဘာတက်နိုင်သေးလဲ။ဘာပြောချင်သေးလဲ။ခမားတို့ဘာပြောကြချင်သေးလဲ။ပေပေဒီဆိုင်ရက်ဘောကစားကြောင်များအတိုင်းပန်သားပြင်ပေါ်မှာအตาရပုတ်တက်နေလေသည်ဖေဖေတန်ဒီတဖြည်းဖြည်းတွင်းညွန်းတိုးညင်းသွားပြန်သည်နှကမ်းများကတော့တရွရွလှုပ်ဆဲ ်အင်းရှိတကားသည်အတံမမီပဲဖွင့်ဟ၍လာသည်တားလက်သည်ဆွေကနေဝင်လာက တကားကိုပြန်စေးလိုက်သည် သူ့ကိုကြောပေးလျက်နိုင်ရန်တော်မှာပန်ပေါင်းသွေးဆက်ခုချက်ကိုစူးဆိုင်ငေးမောနေလေသောဖခင်ဖြစ်သူအားမြင်လိုက်သောအခါအသာကိုရှိန်တက်လိုက်သည် ထို့နောက်တကားဝမှနေ၍မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုခါဖခင်ကို ကြည့်နေလေသည် ကြည့်နေရင်းနှင့်တားလက်မျက်နှာပြုံးလာသည်ဖေဖေသည်ပန်သားပြင်ကိုပုတ်တက်နေရကမှ နောက်သို့တလန်းဆုပ်လိုက်သည်မျက်နှာအမူအရာကတဖြည်းဖြည်းပြောင်းလဲသွားသည် သူတေသနာသမားတယောက်ဆိုတာဒါပဲလားဗျာဟုတီတိုယူလိုက်သည် ထို့နောက်ကောင်းရမ်းလိုက်၏တကားဝမှတာလက်ကဖခင်နေတူကောင်းရမ်းသည်ဖေဖေခါထောက်လိုက်သည် ားလက်ကလည်းခါထောက်၏ဖေဖေဒီစာရွက်ကိုမျိုးသူရံဘတ်တပွဲကြည်နေသည်တားလက်ဒီဖခင်ကိုပြုံး၍ကြည်နေသည်ခဏကြာသောဖေဖေဒီနေရမခြာကနေလှည့်ထွက်လိုက်သည်ထိုအခါတကားဝ၌ခါထောက်၏ပြုံးနေသောတားလက်နှင့်မျက်နှာချင်းဆိုင်မိသွား၏တားလက်ကခါပေါ်မှလက်ကိုအမြန်ချ၍ဖေဖေဟုခေါ်လိုက်သည်ဖေဖေဒီမျက်နှာထားကို ပြန်လည်ပြင်ဆင်လိုက်သည်တားလက်စာမချက်ဖယ်ပြီးတော့သွားကြည့်နေရဲ့ဆို ဟုတ်တယ်ဖေဖေအရန်အရန်ကောင်းတဲ့ဇက်ကဖေဖေက operation day break တဲ့လူငယ်လေး9ယောက်နဲ့နာစီတွေနဲ့ခြတာနာစီတွေတေးသွားရောလားဟင်လူငယ်လေးယောက်လုံးတေးသွားတယ်ဟိုတယောက်ကတစ္ဆာဖောက်လို့လေသူကမိမရောခလေးရောရသွားတော့တစ္ဆာဖောက်တာပေါ့ဖေဖေဒီတားလက်ကိုအလန့်တကြားကြီးလိုက်သည်နှုတ်ဆုံခန်းကအကောင်းဆုံးပဲတစ္ဆာဖောက်တဲ့ကောင်က လိုက်ပြလို့သူတို့ပုန်းခုန်နေတဲ့ ဖះရှိခိုးเจ้าကြီးကိုနာစီတွေဝိုင်းမိသွားတယ်။သူတို့ကလည်းပြန်ထတာပဲ။နောက်ဆုံးကောင်လေးနဲ့ပဲကြံ့နေ။မြေဟောက်ခန်းချင်းလေးထဲမှာပိတ်မိနေကြတာ။နာစီတွေကအဲ့ဒီခန်းလေးထဲကိုအပြင်ကနေရေတွေသွင်းထည့်လိုက်တာ။ဖေဖေကကောင်လေးနှစ်ယောက်လဲလဲဘင်းထိရေတွေတက်လာတာ။အဲ့ဒီမှာနာစီတွေကခိုင်းလို့တစ္ဆာဖောက်ကလည်းသူ့အဖော်တွေကိုလက်နဲ့ချလို့អော်ပြောတယ်။ဘဲချမလဲဟိုနှစ်ယောက်ကတယောက်ကောင်းတယောက်တနက်နဲ့တိတ်ပြီးတော့1 2 3ဆိုပြီးတော့ မောင်းကိုဖြုတ်ချတာတနတ်တန်လဲကြားရောတစ္ဆာဖောက်ရဲ့မျက်နှာကြီးဟာตาလက်အဖေတန်ဒီမာကျောစာထွက်ပေါ်လာ၏နောက်ကိုဒီလိုဆက်ကားမျိုး မကြည့်ရဘူးတွားစားချက်ချေရှစ်တဲ့ဟာရေးကြီးရဲ့ဆိုတာမသိဘူးလားตาလက်ဒီအခန်းထဲသို့ ခုံပေါက်ရေးပြေးလာသည်မိကိုဘဲသွားလဲလက်ဖက်ရည်ဆိုင်မှာကြပြစာမူကရလို့တဲ့သူ့တငယ်ချင်းတွေကိုလက်ဖက်ရည်တိုက်နေတယ်တဲ့ตาလဲဝင်တော့ခဲ့သေးတယ်ပါ ူကကြပြရေးတယ်ဒီလမှာစတာပါတဲ့ဘယ်မဂ္ဂဇင်းဆိုလားဖေဖေဒီအတန်ကြာငင်းငိုင်နေသည်ထို့နောက်မှန်မောင်သွေးဆက်ကိုရှိရာသို့သွားပြန်သည်ဆာရွက်ကို မော့ကြည့်ပြီးတော့တီတိုးပြောလိုက်သည်ကြားကြရဲ့လားကျုပ်သားကရုပ်ရှင်ထဲကတစ္ဆာဖောက်ကိုမုံနေတယ်အခုသူ့ဖေကိုကိုမျက်နိုးတဲ့အလုပ်ကိုတစ္ဆာဖောက်ရမယ့်အခြေအနေဖြစ်နေတယ်ခမည်းတော်ဘာပြောချင်ကြသေးလဲ ထို့နောက်ဖေဖေသည်ကလထိုင်မော်တို့အယုတ်ကြိုးပြတ်ထိုင်ချလိုက်သည်ပြပြထိုင်လိုက်သည်နှင့်အိမ်ရှိတကားသည်ဖွင့်ဟလာ၍ပြန်လာကားတားကြီးဝင်လာလေသည်ဟင်ဖေဖေမအိပ်သေးဘူးလားညီလေးရောပြန်ရောက်ပြီလားအော်ခင်ဗျဆရာကြီးကြောက်ပါအောင်ခင်ဗျတားကြီးသည်ဖခင်နီးတို့တိုး၍လာကားမျက်နှာချင်းဆိုင်ကလထိုင်တွင်ဝင်ထိုင်လိုက်သည်တားလက်ထရာစာအုပ်ကတားကပြပါတဲ့မဂဇင်းလားဟုတ်တယ်ဖေဖေညီလေးကပြောထားပြီဖြစ်နေဖေဖေကိုပြစမ်း သားကြီးသည်အစ်တညက်ထားသော နေရာကိုဖွင့်ကလှမ်းပေးလိုက်သည်ဖေဖေကစားအုပ်ကိုမိရအောက်တွင်ထားပြီးတော့မျက်လုံးများကိုမိကအတန်ထွက်၍ဖတ်လိုက်သည်စီဘူအိုးမခုံချကြသူများဖေဖေသည်စာအုပ်ပေါ်မှကြော်၍တာကြီးကိုကြည့်လိုက်သည်တာကြီးကဖခင်ကိုပြုံးပြ၏ဖေဖေကဆက်၍ရွဖတ်နေသည်နှိပ်ဖန်ဖြစ်ဖြစ်ငရဲဖြစ်ဖြစ်ဘာရေးလဲလာခုံချကြမယ်အမောင်နဲ့ မတိမှုရဲ့အကြောက်ထဲမှာငါတို့အစ်တစ်တစ်ခုကို တွေ့ရှိမှအသေးချာဖေဖေဒီစာအုပ်ကို ပြန်ချလိုက်ဒါတားရတာပေါ့ဆက်ဖက်လေဖေဖေအခုဟာကပြင်တဲ့ကြပြစီယာဘော်ဒလေးရဲ့ကြပြတပုတ်ကိုယူသုံးထားတာတားရတာကိုဆက်ဖက်ပါဒီလောက်ဆိုလုံလောက်ပြီဒါဘာမကင်းစင်းလဲတဲ့ဒီလားပင်လေခွင့်စစ်ပွဲဆောင်းမတော်တော်ကောင်းနေဖက်ကြည့်စမ်းပါဖေဖေဒါနဲ့ကြပါစစ် နောက်တစ်ခုများထပ်ဖြစ်အောင်မလားဖေဖေဘလို့ထင်လဲစစ်ကတော့ဖြစ်မှာပဲတေချာရဲ့လားဖေဖေတေချာတယ်ဘသူနဲ့ဘသူဖြစ်မှာလဲဖေဖေနဲ့သားပေါ့သားခင်ပြားတွေဆက်ရင်းနေဖေဖေနဲ့စစ်ဖြစ်မှာပဲသားကြီးဒီဖခင်ကိုနားမလဲစွာကြည်နေသည်ဖေဖေဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲဆိုတော့သားဟုတ်ခင်ပြားစရာမဖြစ်စေချင်တာပဲသားကြီးဒီဖခင်ကိုအတန်ကြာစူးစိုက်ကြည့်နေသည် ဒါဖြင့်ဖေဖေကတားကိုဘာဖြစ်စေချင်လို့လဲဘာမှမဖြစ်စေချင်တော့ဘူးတားကိုတာမန်လူတယောက်ပဲဖြစ်စေချင်တယ်ပြရာတင် စီးပွားရှာအိမ်တော်ပြုတ်စီးပွားရှာမျိုးဆက်ဖြန့်စီးပွားရှာရှာရှာအချိန်တန်တော့အตาကလေးတည်သွားဒီလိုဘဝမျိုးကစရဖက်နေတယ်အပေါ်အနေနဲ့နေတယ်ပေါ့ကွာမဆိုင်မရေကြပြတဲ့ပုတ်ရှိတယ်ဖေဖေ အတမဲ့မာနာဖြင့်ဘဝကိုထုစေခစ်ကိုထမ်းပိုးရိုးသားဤရဲ့ရင်စွာတဲ့ဒါကအတကိုအနာကက်ပို့ထားခြင်းနာနားထောင်လို့ကောင်းလိုက်တာတာယာရင်းထဲမှာနာလိုက်တာတားမှာရွေးချယ်ခွင့်ရှိတယ်ဖေဖေတားထင်လို့ပါ မရှိပါဘူးဖေဖေလည်းဟိုတုန်းကဒီလိုပဲထင်ခဲ့ဘူးတယ်ရှိကိုရှိရမယ်ဖေဖေပြီးတော့တားဟာလူငယ်တယောက်ဖေဖေလည်းလူငယ်ဖြစ်ခူတာပေါ့ตาကြီးဒီနှက်ခဲကိုကပ်၍ အတန်ကြာညိန်သက်နေ၏ထို့နောက်အသက်ကို ပြင်းပြင်းရှူလိုက်သည်ဒါဖြင့်ဖေဖေသားတို့လိုငယ်ခဲ့ဘူးသလားဘာကွာနေရမဖေဖေဝုန်းထသည်ကလထိုင်သည်နောက်သို့လဲပြိုသွား၏ပြန်မေးစမ်းပြန်မေးစမ်းဖေဖေသားတို့လိုငယ်ခဲ့ဘူးသလားဖေဖေဒီသားကြီးကိုမျက်တောင်မခတ်စိုက်ကြည့်နေသည် ဖေဖေမျက်နှာပေါ်၌အရေးမျိုးစုံကိုဖျက်တမ်းနေကြသည်ကြောက်စရာကောင်းဆုံးမေးခွန်းကိုတားမေးလိုက်တာပဲဒါပေမဲ့ဖေဖေအတွက်တော့ကြောက်စရာမဟုတ်ပါဘူးဟေးဒီမာတာဖေဖေဒီစပွဲကိုကိုယ်ပတ်ခါနိုင်ဟံဝမမှန်မှန်သွေးစာရက်တို့တွား၍ရက်လိုက်သည်ဖေဖေဒီလိုငယ်ခဲ့ဘူးတဲ့မှန်သားပြင်ကိုလက်ချောင်းများဖြင့်တရောက်တော့ခောက်၍ပြသည် မြင်ရလား ဖေဖေဟောဒီလိုငဲခဲ့ဘူးတယ်ကွဖေဖေဒီမှန်ချက်ကိုညာဘက်လက်တီနဲ့တအားကုန်ထိုးပစ်လိုက်၏မှန်သားဖြင့်ကွဲကြေတန်းပန်စများကျမ်းပြင်တို့လွင့်ကြတန်းများသည်နားကြောစိတ်ဖွယ်ပေါ်ထွက်လာသည်ဖေဖေလက်မှာသွေးတွေရဲကနေဖြာသွားသည်ဖေဖေတာကြီးသည်ကလထိုင်ကိုတိုးဖယ်ပစ်ကဖခင်ထံတို့တဟုန်တို့ပြေးသွားသည်ဖခင်သည်ကျမ်းပြင်ပေါ်သို့ကျနေသောမှန်ကွဲစများကြားမှစာရွက်ကိုကောက်ယူလိုက်သည် ဒီပါလေဖေဖေငယ်ခဲ့ဘူးလားဆောင်ရွက်ကိုပြင်းကလေးဆွဲဆုပ်လိုက်ချိန်တွင်တာကြီးသည်ဖေဖေအနီးသို့ရောက်သွားပြီးတော့ဖြစ်သည်စူစူညံ့ညံ့တံပလန်များကြောင့်မိမိနှင့်တာလက်တို့သည်ဧကန်ထဲသို့ပြေးထွက်လာကြသည်ဟဲ့ဟဲ့ဘလို့ဖြစ်နေကြတာလဲအိုးပေါက်လက်ပါလေတွေးရပါလားဖျားဖျားဖေ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 ဒီတာကြီးကို အေးချမ်းစွာကြည့်လိုက်သည်ဒါပါပဲဒါ တကယ်တမ်းအဆုံးရှုံးအဆွတ်လို့မခံနိုင်ပဲနဲ့ဘာကိုမှမစိစားပါနဲ့လေထို့နောက်ဖေဖေဒီအိမ်ငန်းတွင်းစီတို့တင်းငိမ့်စွာရှောက်သွားလေတော့သည်ချိန်စာမောင်သိစင်ဟန်တစ်မဂဇင်းဇော်လာ1990ခုနှစ်နာတော်တာဆင်မေသူညီကိုမောင်နှမတူတယောက်ချင်းစီတိုင်းကိုအချူပဲကျေးဇူးတင်ပါတယ်ရှင်ကျမ်းပါဘေးကင်းကြပါစေရှင်